ဥရောပမှာဆယ်ဝန်များနဲ့သူနာပြုသုံးမှာတဦးဟာစိတ်ကြယောဂဒါမှမဟုတ်စိုးရင်လုံယောဂခံစားနေရကြောင်းကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ရဲ့ဥရောပဌာနခွဲကသုတေသနလေးလာတွေ့ရှိချက်တရက်ကိုအော်တိုဘလ၁၀ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဆိုပါရေတွက်ဟာဥရောပမှာရှိတဲ့ရေဘူးရလူဦးရေမှာအလားတူယောဂခံစားနေရတဲ့အရေတွက်ထက်၅ဆပုံပုံမြင့်တက်နေတဲ့အစီရင်ခံစာတွင်ဆိုပါတယ်။ ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေအကြားစိတ်ကျန်းမာရေးပြဿနာဟာကျန်းမာရေးဆိုင်ရာဘေးကင်းမှုအကျက်တဲတရဖြစ်ပြီးကျွန်တော်တို့ကျန်းမာရေးစနစ်ရဲ့ပြည်ပြဆုံမှုကိုချိန်ချောက်နေပါတယ်လို့ WHO ဥရောပဆိုင်ရာညွှန်ကြားရေးမှူး Hank Clough ကဆိုပါတယ်လူ၁၀ဦးမှာတအူးကျော်မှာ သူတို့ကိုသူတို့အဆုံးစီရင်ဖို့ဒါမှမဟုတ်ထိခိုက်နာကျင်အောင်လုပ်ဖို့အတွေးရှိပါသည်။ဒါဟာကျွန်တော်တို့ရဲ့ကျန်းမာရေးကိုကျူးဆက်ပေးတဲ့သူတွေအတွက်လက်မခံနိုင်စရာဝန်တော့ဝင်ဖို့တစ်ခုပါလို့၎င်းကဆိုပါသည်။အကြံဖတ်မှုခံစားရတဲ့ဆရာဝန်များနဲ့တူနာပြုများအလုတ်ချိန်ကြာမြင့်စွာဇက်တိုက်လိုရသူများနဲ့အလုတ်ချိန်ပြောင်းလဲအထူးသဖြင့်ညာဆိုင်ဆိုင်ရသူများဟာပုံမှုစိတ်ဖြည့်စည်းလွယ်စိုးရင်လွယ်ပြီးအဆုံးစီရင်လို့တဲ့အတွေးများပို့ရှိရနေလို့အစီရင်ခံစာမှာဆိုပါသည်။